ဂျူရှာဖန်နဲ့ပတ်သက်ပြီးတော့သဘောကျတဲ့အချက်ကဘောက်ဆင်မိုင်းကိုပဲအဓိကအာရုံစိုက်နေရအောင်ဖြစ်ပါတယ်။အလုံးမဲ့မင်္ဂလာပါဗျ။မာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။တော်တော်များများကပြောရရင်ဒီ grappling မှာအရင်အားသာတဲ့ champion အနေနဲ့တွေ့ရချင်းကြလို့ရှိရင်သူ့ရဲ့ grappling ဘိုင်းကိုဘယ်လိုမျိုး defend လုပ်မလဲဆိုတာတွေကိုဥတီပြီးတော့ပြောကြတာကြီးများတယ်ပေါ့နော်။အဲ့မဲ့ဂျိုရှာဖန်ကိုကြီးကြီးလာရင်အဲ့လိုပုံစံမျိုးမဟုတ်ဘူးဂျိုရှာဖန်ကလုံးဝ confident အဖြစ်နဲ့ဒီဘန်နိုဂျာဘက်ကသူ့အတာ real နဲ့ချုပ်ကိုဒုတိယကြီးတောင်းမှလုံမယ်ဆိုပြီးတော့ ကြွေးကြော်ထားတာရှိတယ်။ပန်နိုဂျာဘက်ကလည်းသူ့ရဲ့ grappling နဲ့ပတ်သက်ပြီးတော့ယုံနေ။ဒါပေမဲ့ဂျိုရှွာဘန်ဘက်ကပြောတဲ့စကားတွေကိုလိုက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီဂျိုရှွာဘန်ကတော့ဒါပန်နိုဂျာရဲ့ဒီ wrestling ဘိုင်းပြီး grappling ဘိုင်းကိုဘယ်လိုမျိုးကာကွယ်မယ်ဘယ်လိုမျိုးပြင်ဆင်ထားတယ်ဆိုတာမျိုးကိုလုံးဝမပြောဘဲနဲ့သူနဲ့သူလုံးနိုင်လုံးမဟုတ်လို့ရှိရင်ငါလည်းငါညာနဲ့တီးနဲ့အတခုံကျုံးမယ်ဆိုတဲ့ပုံစံမျိုးပဲရှိနေတာဖြစ်ပါ ပြောချင်တာအပြားတစ်ဖက်လူရဲ့အားသာချက်ကိုလိုက်ပြီးတော့ဟိုဖိနဲ့အရင်မဖြစ်နေဘူးပြင်စရာရှိတာပြင်တယ်ပြီးတော့သူ့ရဲ့ဒီတစ်ဖက်လူရဲ့အားသာချက်ကိုတစ်ဖက်လှုပ်ပြီးတော့မှသူ့အနေနဲ့သူ့ရဲ့အားသာချက်ကိုပြန်သုံးမှထက်စားလို့ရှိရင်သူလည်းသူလုံးကျင်လုံးမလီစေငါလည်းငါအခွင့်အရေးရသလောက်ထိုးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပွဲကိုချင်းကန်နေတာဖြစ်ပါတယ်ပြီးတော့ဂျိုရှော့ဖန်ရဲ့လက်ရှိဘော်ဒီအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကို အကောင်းဆုံးအနေထားတစ်ခုရောက်နေပြီဂျိုရှွာဖန်ရဲ့ဟိုဘဝတစ်လျှောက်မှာကျွန်တော်ထင်တော့အကောင်းဆုံးဆိုတဲ့ shape တစ်ခုကိုရောက်နေလို့တော့မြင်တယ်ရှေ့ရပွဲတွေအကုန်လုံးထပ်ပို့ပြီးတော့ဘော်ရီကကျစ်လက်ပြီးတော့တော်တော်လေးကိုကြည်ကောင်းနေအောင်တွေ့ရပါဒါမဲ့အဲ့လိုမျိုးကြည်ကောင်းနေတာကဖန်တစ်ယောက်တည်းတော့မဟုတ်ဘူးပန်နူချာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ body structure ကဒါအသက်အရွယ်နဲ့မလိုက်လောက်အောင်ကိုတော်တော်လေးကိုချန့်ခိုင်နေသေးတာကိုတွေ့ရတယ်ဒီအတွက်ကြောင့်မလို့ပန်နူချာနဲ့ဖန်တို့ရဲ့ပွဲကတော့တော်တော်လေးကို ကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့တော့ထင်တယ်။နှစ်ယောက်လုံးရဲ့အကောင်းဆုံး performance တွေလည်းထုတ်ပြတဲ့ပွဲမျိုးတော့ဖြစ်လာမှာ။ဂျိုရှော့ဖန်ရဲ့အနေထားကိုအဓိကကြည့်ကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့တိတ်တောင်းဒက်ဖန်ပိုင်းနေပြီးလို့ရှိရင် submission ဒက်ဖန်ပိုင်းနေကိုတတ်တတ်ချင်းတစ်ခုမှလေ့ကျင့်နေဒါပေမဲ့သူ့ရဲ့ဘောင်စင် training ကိုလည်းလုံးဝမပြတ်ပါဘူး။သူ့ဘောင်စင်လေ့ကျင့်တဲ့ပုံစံကအရင်တိုင်းပဲလုံးဝဘောင်စင်ကိုတည်တည်နတ်နတ်လေ့ကျင့်တဲ့ပုံစံမျိုးပါ။ နောက်ပိုင်းဖိုက်တာတွေကအဲ့လိုပုံစံမျိုးလုပ်လာကြရပါတော့တော်တော်များများကဥမာကျွန်တော်ဥမာပြရမယ်ဆိုရင် online assign note ဆိုလို့ရှိရင် Kickle FC မှာလင့်ကျင်တော့ဆိုလို့ရှိရင် grappling ကိုပြီးလို့ရှိရင်ဒီ wrestling ဘိုင်းနေရောပြီးလို့ရှိရင် striking ဘိုင်းနေရောဒီ gym တစ်ခုတည်းအောင်မှလင့်ကျင်တယ်ဒါပေမဲ့နောက်ပိုင်းကစားသမားတွေကြတော့အိန္ဒိယတူပိုရီးယားဆိုရင်ဘယ်လိုပြောဘူးလဲဆိုတော့သူ့အနေနဲ့ ဒီပုံမှန်ချိန်မှာနေချင်းတဲ့အချိန်မှာဆိုလို့ရှိရင်နဗန်းဆိုနဗန်းတည်တတ်မယ်ချင်းတယ်ပြီးတော့ပေါင်းစင်ဆိုရင်ပေါင်းစင်တည်တတ်မယ်ချင်းပါသူ့အနေနဲ့ပွဲရှိမှသာနေရင်ဂိမ်းလန်နေပါတဲ့အကောင့်ထဲပေါ်ရာနဲ့ပေါင်းပြီးတော့ဒီနှစ်ခုကိုတွဲဆက်အသုံးပြုတဲ့ပုံစံမျိုးနေချင်းနေရှိရလို့ဆိုပါဂျိုရှော့ဖန်ကလည်းအဲ့လိုပုံစံမျိုးရှိပါတယ်။ဘာလို့လဲဆိုတော့ဂျိုရှော့ဖန်လက်ရှိနေချင်းနေရဲ့အချင်းက၃ခုလောက်ရှိရှိတယ်။ဒါပေါင်းစင်ပိုင်းရောပြီးလို့ရှိရင်ဒီဂျူဂျစ်ဆုပိုင်း၊ဂရပ်ပလင်ပိုင်းရဲ့ပြီးလို့ရှိရင် strength and conditioning ပိုင်းနေရာစသက်ဆိုင်ရာဂျင်းနေရဲ့အားသာဆုံး အပိုင်းနေမှာလိုက်ပြီးတော့နေကျင်နေရဆိုတော့အနေအထားမျိုးတွေတွေ့ရပါတယ်။ပြီးတော့ဂျိုရှောဖန်ကလုံးဝဘောက်ဆန်စစ်စစ်တယောက်ပုံစံတိုင်းနေကျင်တာတော်တော်လေးကိုတွေ့ရတယ်။ဒီတွဲကြောင့်မလို့လေသူ့ရဲ့ဘောက်ဆန်စကီးက UFC မှာဆိုလို့ရှိရင်တခြားဖိုင်တာတွေထက်စားလို့ရှိရင်တန်းတန်းတန်းမှပိုပြီးတော့မြင့်နေရပြောချင်တာအပြာဥမာ Brandon Rivera လို့ပါလို့ဆိုလို့ရှိရင် striking မကောင်းမှမဟုတ်ကောင်းတယ်။ဒါပေမဲ့သူတို့ကိုကြည့်မယ်ဆိုလို့ရှိရင်အဲလက်သီးရဲ့ တတော်ရိုက်ချက်ရဲ့ဒူတိုက်ချက်ရဲ့ခြေခံချက်ရဲ့အမျှနေတယ်။သူ့နဲ့သူအမမေမှာအတိုင်းအတာတစ်ခုတည်းသုံးနိုင်တဲ့ပုံစံမျိုးရှိခဲ့။ဒါမဲ့ဂျိုရှောဖန်ကျတော့လက်သီးတပေါက်တည်းကိုလုံးဝရှယ်ကျင်လာတယ်။ခြေခံနေပါရီကနောက်ပိုင်းမှာလိကျင်လာတယ်ဆိုပေမဲ့သူ့ရဲ့လုံးဝဟို second plan အနေနဲ့လောက်ပဲပေါ့နော် striking မှာဆိုလို့ရှိရင် လက်သီးကအဓိက main အားသာချက်အနေနဲ့သူကတိုက်ခိုက်တာဖြစ်ပြီးတော့ခြေခံနေပါရီကနောက်ကနေနဲ့နေနေထပ်ပြီးတော့ထည့်တဲ့ပုံစံမျိုးလောက်ပဲရှိရပါ ဒီလိုပုံစံမျိုးခါကျွန်တော်တို့အိန္ဒိယတူပိုရီးယားစီမှာလည်းအတိုင်းအတာတစ်ခုတည်းတွေ့ရပါတော့တူပိုရီးယားဆိုလို့ရှိရင် high kick တောင်လောကမကန်ဘူး low kick only ဒီ middle kick only လောက်ပဲကန်တယ်ပေါ့နော် body kick လောက်ပဲကန်တယ်ပြီးလို့ရှိရင်နှစ်သီးတစ်ပေါက်ကိုပဲလောကရှင်းနေကျင်တာဒီလိုမျိုးပုံစံမျိုးနဲ့ striker တွေကနောက်ပိုင်းမှာဒီ grappling ကစားသမားတွေနဲ့တွေ့လို့ရှိရင်ပုံပြီးတော့ကောင်းကောင်းမွန်မွန်တုံ့ပြန်နိုင်တဲ့အနေအထားမျိုးလေးတွေတွေ့ရတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ဒီ aqua way distance management လုပ်တဲ့အပိုင်းနေပြီးလို့ရှိရင် ရွှေ့တဲ့အပိုင်းတွေကတကယ် professional ပေါ့စံတယောက်ရဲ့ဟို level နီးနီးနောက်ထိရောက်လာတဲ့အနေအထားတစ်ခုမှဆိုလို့ရှိရင်ဘလို့ပဲနေနေတစ်ဖက်ပြန်မဲ့ကစားသမားကသူတို့ရဲ့ဒီ range တဲကိုဝင်လာဖို့ခတ်သွားတဲ့အနေအထားလေးဖြစ်နေရှိပါကျိုးရဖန်ဆိုလို့ရှိရင်လည်းဒီခဏချိန်လက်တံကလုံးဝတူတူလေးပဲအရက်ကလည်း၅ပြီ၅လက်မှဆိုတော့နှိမ့်နေထဲမှာပါတယ်ပေါ့နော်ဒါမြင့်သူ့အနေနဲ့သူ့ရဲ့လက်သီးပေါင်စင်စွမ်းဆောင်ရည်တပေါက်က လုံးဝယုံကြည်စိတ်ချရတဲ့အတွက်ကြောင့်မလို့ဘလောက်ပဲခြေနဲ့လက်တန်ရှိရကစားသမားမျိုးနဲ့ပဲဖြစ်ဖြစ်ဟိုချိန်ပြီးတော့အချင်းလုံးပြီးတော့ထိုးနိုင်တယ်သူရဲ့ဒီအရှောင်းအတင်းပြီးတော့ဒီကတ်ကာတဲ့အနေထားပြီးတော့ပုတ်တဲ့အနေထားတွေကိုသူလုံးဝယုံကြည်ကြည်ရဲ့အတွက်ကြောင့်မလို့ဟိုတိတိဆက်ဆက်ပြန်ပြန် range အတွင်းမှာကစားနိုင်တယ်ပေါ့နော်ဒါတည်းကသူ့ရဲ့အားစာချက်ပြန်ဖြစ်လာပြီးတော့ပြန်မဲ့ဒီကိုတောက်လျှောက်ပြပေးလာနိုင်တာဖြစ်ပါချူရှော့ဖန်ကပြန်မဲ့သူ့ကိုဒီတိုက်စစ်ထိုးလာပြီဆိုလို့ရှိရင်သူ့ရဲ့ ပြန်ဖက်ရဲ့တိုက်စစ်တွဲလုံးမပြီးခင်မှာအရင်ပဲကောင်းတာတွေထိုးလို့ရှိပါတယ်။ဒီဘက်မှာကျတော့ပန်ထူချာကအရန်ကြီးဟိုချောင်းပြီးတော့မှဆွဲလိမ့်မဲ့အနေထားမျိုးဆိုရင်ဂျိုရှာဘန်ကနည်းနည်းလေးတိုက်စစ်ပြန်ပြီးတော့လိုက်ဆော့ရမယ့်ဘိုင်းလေးတွေဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါတယ်။ဖိုင်တာနှစ်ယောက်လုံးကလည်းလက်ရှိအနေထားရတော့အကောင်းဆုံးအနေထားတွေကိုရောက်နေကြပြီ။ကျိုးရှော့ဖန်အနေနဲ့လည်းဘလိုပဲနေနေပန်တူချာရဲ့ကျူရဆူဆွမ်းဆောင်ရည်ကိုကြော်ဖြတ်ပြနိုင်နေဆိုလို့ရှိရင်သူ့အနေနဲ့ဒီဝိတ်တန်းမှာအချင်းတော်တော်ကြာကြာမင်းမှုနိုင်တဲ့ချန်ပီယံတစ်ယောက် ပြက်လာနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့တခါလေတက်တည်ပြပြီးသားဖြစ်သွားမှာပါဘန်နိုဂျာအနေနဲ့လည်းဂျိုဂျောဗန်လိုမျိုးဒါလုံးဝပေါင်းစင်ထိတ်တန်းမှရှိနေတဲ့ကစားသမားတယောက်ကိုတော့မှ grappling နဲ့ဆွဲလှည့်ပြီးတော့ချုပ်ပြနိုင်တယ်ဆိုလို့ရှိရင်တော့သူလည်းနှစ်အနေငယ်ကြားတဲ့အထိဆက်ပြီးတော့မင်းမှုနေမယ့်အနေအထားမျိုးပြသနိုင်မှာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအလုံးမသဘောကျနိုင်မယ်လို့မျှော်လင့်ပါရဲ့ဗျ။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။